အားလုံးမင်္ဂလာပါကျွန်တော်ဒီ Walon AI မှာနော် Walon AI ပုတ်ဂျနေတာ2ကိုဘယ်လိုအသုံးပြုရလဲဆိုတာ၄ကိုဒီလိုလေးမှပြပြမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီ Walon AI website ထဲဝင်လိုက်တဲ့ဆိုရင်ဒါကျွန်တော်တို့ပထမဆုံးတွေ့တွေ့ချင်းပါပဲဆိုတော့ဒီ2လေးအကြောင်းကိုလေ့လာဖို့နော်လမ်းမိုးဆိုရဘယ်လိုလေးတွေ့လိမ့်မယ်နော်ဂျာအောက်ပါ strategy မှာရှိမှာပေါ့နော် ဒါရကျွန်တော်ဥပမာတွေ့ရတဲ့အရာကြီးကျွန်တော်ကြည့်လို့ရတယ်နော်အဲ့တော့ထိဆုံးမှာကျွန်တော်ဒီနောက်ဆုံး update ကျွန်တော်တက်ပေးထားတဲ့ဟာလုံး AI voice generator ဆိုတဲ့ tool လေးကိုအသုံးပြုလို့ရတယ်အဲ့တော့ဒီမှာ lambda ဆိုတာလေးနေလိုက်ပါတော့အဲ lambda ဆိုတာနေတတ်တဲ့ဆိုရင်အဲဒီ tool လေးအကြောင်းကိုနော်ရှင်းပြသူ့ရဲ့ feature ဆိုတော့သူ့ရဲ့ feature လေးကိုကျွန်တော်ဒီမှာရှင်းပေးထားတယ် ီအဲ့တော့တော့ပြောမယ်ဆိုရင်နော် trying this to now ဆိုတာလေးကိုနေတာပေါ့ဒါဆိုရင်အဲ့တော့အကောင့်ထဲကိုအာ login ဝင်ထားပေါ့နော်အခုရဒီ wallet AI အကောင့်ထဲကို login ဝင်ထားရမယ်ကောင်းအကောင့်မရှိရအကောင့်မရှိတဲ့တူတွေကနော်အာအကောင့်ဖွင့်ပြီးတော့ login ဝင်ရမယ်ပေါ့နော်အကောင့်ဖွင့်ပြီး login ရမယ်ဒါကြလို့အာ free account နဲ့ကျွန်တော်စမ်းသုံးလို့ရတယ် premium နော်တစ်နှစ်စာ မှမဝယ်ထားတဲ့သူတွေကနော်ဒီမှာနော်အစားအုပ်ရေ900ထုတ်လို့ရတယ်ဗောနော်တနည်းစားပရီမီယံအကောင့်ဝယ်ထားတဲ့သူတွေကနော်အစားအစားအုပ်ရေ900ထုတ်လို့ရတယ်နော် lifetime အကောင့်ဝယ်ထားတဲ့သူတွေကအကန့်အသတ်မရှိထုတ်လို့ရတယ်ဗောနော် okay အဲကျွန်တော်တို့ထုတ်မယ်ဆိုရင်ဒီမှာဘုတ်တိုက်ပေါ့နော်ဘုတ်တိုက်ကကျွန်တော်တို့အစားအုပ်အမျိုးအစားမျိုးစားအမျိုးထုတ်ချင်တယ်ပေါ့နော် ဒီမှာကျွန်တော် story စာအုပ်တွေနော်ဝတ္ထုစာအုပ်တွေအဲ channel ပို့မျိုးစာအများကြီးကျွန်တော်တို့ကိုထုတ်ခြင်းနဲ့စာအုပ်အမျိုးစာကိုရွေးချယ်ပြီးထုတ်လို့ရတယ်နော်အဲ့တော့ကျွန်တော်ဒီမှာနမူနာကျွန်တော်တို့အဲ story ပေါ့နော် story တခုထုတ်မယ် okay အဲ story ဘုံတိုင်းမှာရွေးပြီးတော့အဲ့ဒီစာအုပ်မျိုးစာမှာကျွန်တော်ရွေးပြီးတိုက်တယ်ပေါ့နော်စာအုပ်ခေါင်းစဉ်အဲ့တော့စာအုပ်ခေါင်းစဉ်မှာကိုထုတ်ခြင်းနဲ့စာအုပ်ဟုတ် ရဲ့ခေါင်းစဉ်ရေးပြီးရေးပြီးရုံပဲပေါ့နော်ဘလို့စာမျိုးမှာစာအုပ်ရဲ့တိုက်တယ်ရေးပြီးမယ်โอเคအဲ့တော့ဒီမှာကျွန်တော်တို့နော်အစာအုပ်ခေါင်းစဉ်အပြန်ဆက်ကြရပါလားပေါ့နော်အဲ့ဒီမှာအဲဒီစာအုပ်ရဲ့နော်အဲဇလန်ပေါ့နော်ဇလန်အချင်းကိုကျွန်တော်တို့ရေးပေးထားတယ်နော်ဒီ book description မှာအဲကိုထုံးမဲ့နော်စာအုပ်ရဲ့ဇလန်အချင်းပေါ့နော်ဇလန်အချင်းကို အဲဒီလိုလေးကျွန်တော်ရေးပေးမယ်နော်ရေးပေးပြီးတော့ဟောမှာသူရဲ့ဇလံမျိုးစားကဘယ်လိုဇလံမျိုးစားဆိုတော့ကျွန်တော်တို့ science fiction ပေါ့နော် science fiction တိတ်ပိုင်းဇလံရေးပေးမှာ number of chapter မှာကျွန်တော်ကနော် chapter ပြနေဒီစာအုပ်မှာ chapter ပြနေခုထုတ်ချင်တယ်ပေါ့နော်ဟိုလာထည့်ပေးမယ်အဲ့တော့ဒီမှာနမူနာလေးကျွန်တော်တို့အဲ chapter 6ခုထည့်လိုက်ပေါ့နော်အဲ့တော့50 chapter 50ဒီထုတ်လို့ရတယ် okay ဲ့တော့ထည့်ပြီးဒီမှာအဲကျွန်တော်ဒီ AI model ပေါ့နော် AI model မှာကျွန်တော်တို့ကအဲနော် open AI ရဲ့နော် GPT 5 model ရွေးလို့ရတယ်ပြီးတော့ Google ရဲ့ Gemini model ရွေးလို့ရတယ်ပြီးတော့ဒီနော် chat model တွေနော် mystery large တို့နော်အဲ model လေးခုရှိရဲ့အထမမှာကိုကကျွန်တော်တို့ဒီမြန်မာမြန်မာလို့နော်မြန်မာလို့စာအုပ်တွေထုတ်ရှင်နေဆိုရင်နော် Google ရဲ့နော် Gemini နဲ့ပဲအဆင်ပြေမှာပေါ့နော် အဲတခြားမော်ဒယ်တွေကတော့ဒီအင်္ဂလိပ်အင်္ဂလိပ်လို့ထုတ်ချင်တယ်ဆိုရင်တော့နော်ဒီ GPT-5 တို့နော်အဲဒီမော်ဒယ်တွေနဲ့အဆင်ပြေတယ်မြန်မာလို့ထုတ်ချင်တယ်ဆိုရင်တော့နော်နော် Gemini ပေါ့နော်အဲ Gemini မော်ဒယ်ကိုပဲရွှေ့ရမယ်ပေါ့နော်ဒါတော့အစအုပ်ကနော်အင်္ဂလိပ်နဲ့တခြားဘာသာစကားတွေနဲ့ဆိုရင်နော်ဒီ OpenAI ရဲ့ GPT-5 မော်ဒယ်နဲ့နော်ဒီ Mistral Large Model တွေအဆင်ပြေတယ်ပေါ့နော်โอเค တော့ဒီမှာရွေးရရင်မော်ဒယ်ရွေးပြီးဆိုရင်ကျွန်တော်တို့ဒီမှာ generic post ဆိုတာလေးနေတာနော်ဒါဆိုရင်ဒီမှာကျွန်တော်တို့ပထမဆုံးသူကနော်အစားအစားရဲ့ cover နဲ့ chapter 1ကိုစာထုတ်လိုက်မယ်ဟုတ်ကဲ့အဲ့တော့ဒီမှာเนาะအပြိုင်ဆက်ကြလို့လားဆိုပြီးတော့ဒီမှာကျွန်တော်တို့အဲပထမဆုံး chapter 1ပေါ့เนาะထွက်လာလိမ့်မယ်အဲ့ဒီမှာသူကပုံပေါ့เนาะ အပုံမှာတစ်ခါထုတ်ပေးလိုက်မယ်နော်ပုံအောက်မှာနော်စာပါပေါက်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒါကဘာပြာဤနီတန်ဆိုပြီးတော့ထမလုံးစာလာပေါ့ဒါကဒါကကျွန်တော်တို့ AI ကရေးပြလိုက်ကြတာပေါ့အဲ့တော့သူကသူ့ရဲ့ character ကဒေါက်တာနေလင်းပေါ့နော်ဒီမှာဆိုရင်သူ့ရဲ့နော်ကွန်ပျူတာနော်ကွမ်တမ်ကွန်ပျူတာခန်းထဲမှာသူအလုပ်လုပ်နေတဲ့ပုံပေါ့နော် အော်မာသူရဲ့ story ပေါ့နော်သွားတယ်ရှိရဲ့ဒါက chapter 1ပေါ့နော်အဲ့တော့ဒီမှာ chapter 1ပြီးသွားဆိုအောက်မှာသူကဆက်ပြီးတော့ကျွန်တော်တို့ chapter ကြီးဆက်ထုတ်ဖို့အာ generate chapter 2ပေါ့နော်အဲ့တော့ generate chapter 2ကိုသွားလို့နေလို့ရတယ်ဟောအဲ့ဒီ chapter မှာကိုကဖတ်ကြည့်ပေါ့နော်ဖတ်ကြည့်ပြီးတော့အဆင်ပြေမပြီးဟောအဆင်ပြေတယ်ဆိုရင်ဟော generate chapter 2ကိုသွား generate ထုတ်မယ် တော့သူရဲ့ဇလန်ကသူကဒီမှာဆိုရင်ကျွန်တော်တို့အဲပြန်စကြောင်းနာတခုရောက်သွားပြီပေါ့နော်အဲ chapter 2မှာဘယ်လိုဆက်လာမလဲပေါ့နော်ဒီမှာကျွန်တော်ပုံပုံထုတ်တယ်အဲ chapter 2အကုန်မဆိုပြီးတော့ဒါအခန်းနဲ့ရောက်သွားတယ်အခန်းနဲ့မှာလည်းကျွန်တော်တို့အရင်နော် chapter 1ရဲ့အဆက်ပေါ့နော်ဒေါက်တာနေတင်းက เนาะသူရဲ့ character ကိုသူကဒေါက်တာနေတင်မဲ့เนาะ consistent ဖြစ်တယ်ပေါ့เนาะအဲ့ဒီမှာပုံကအဲ့ဒီမှာခဏဆောင်ပြီးတော့သူကပုံကိုထုတ်ပြီးနေတယ် โอเคအဲ့တော့ကိုကတကယ်တော့ဒီ chapter တွေမှာနော်အပြင်ကျင်နေဆိုရင်မှာကျွန်တော် preview pdf ဆိုတာနေတိုင်းနော် preview pdf ဆိုနေပြီးတော့ဒီမှာအဲကျွန်တော်တို့ကနော်ပုံတွေကိုပြန်ပြီးတော့ regenerate ပြန်ထုတ်ခိုင်းလို့ရတယ်နော်ဒီစာတွေကိုပြင်ကျင်နေဆိုတော့ပြင်လို့ရတယ်ဒီ edit mode ကိုနေတိုင်းပေါ့နော် edit mode ကိုနေပြီးတော့နော်သူရေးထုတ်ပေးထားတဲ့စာတွေကိုနော်ပြန်ပြီးတော့နော်ကိုပြင်ကျင်နေ ပြင်ကျင်တဲ့အပိုင်းကိုပြင်လို့ရတယ်နော်โอเคအဲ့တော့ကိုပြင်ကျင်လို့ပိုင်းကိုပြင်ပြီးတော့ရှင်းလို့ရတယ်နော်ကျွန်တော်ပုံတွေကိုပြန်ပြီးထုတ်လို့ရတယ်ဥပမာအာဒီကာဘာပုံမကြိုက်ဘူးဆိုရင်ကျွန်တော်ကနော် region ကိုနေတိုင်းနော်ပုံနောက်တစ်ပုံပြန်ထုတ်ပြလိမ့်မယ်ဒီ region ကကျွန်တော်အကန့်အသတ်မရှိပါတော့အဲ့ဒါစိတ်ကြိုက်ကျွန်တော်တို့ရတယ် အဲဒီမှာနော်ကာဗာပုံပြောင်းသွားပြီပေါ့နော်အဲ့တော့မကြိုက်သေးဘူးဆိုရင်ကျွန်တော် rigid ပုံကိုနှုတ်ပြန်ထုတ်ခိုင်းလို့ရတယ်โอเคအဲ့တော့တော့ဒီပုံကိုမကြိုက်သေးဘူးဆိုရင်ကျွန်တော် rigid ပြန်လုပ်နော်အဲစိတ်ကြိုက်ရပြီပြင်ပြီးပြီနော်ဒီစာရည်တဲ့ကိုအာပြင်ကျင်တဲ့ဘိုင်းနော်ထဲကျင်တဲ့ဘိုင်းကြီးပြင်ကျင်တဲ့လုပ်ပြီးသွားရည်ဆိုရင် save လိုက်နော် save ပြီးတော့ပြေးလို့ရတယ်ပြေးပြီးတော့နောက်ထပ်ကျွန်တော်ကအဲနောက် chapter တွေကိုနော်ကျွန်မစနစ် ထားလို့ရတယ်နော်โอเคအဲ့တော့ဒီမှာအဲ chapter အခန်း3ရောက်ပါပြီဗောနော်အခန်း3မှာသူကအပြန်အိမ်မေဆိုးဆိုပြီးနော်အဲဒါအခန်း3မှာ ခန်းတုံးမှာတို့ဘာကြီးဆက်ဖြစ်မလဲပေါ့နော်အဲ့တော့လည်းဖတ်ကြည့်ရအောင်